အားလုံးပဲမင်္ဂလာပါရှင်။မန္တလေးခေတ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပေါင်းတယ်လေကပြည်သူစစ်ခေါင်းဆောင်ဦးလာမြင့်ကိုလူတစုကဖမ်းဆီးသွားအခင်းဖြစ်ရာအနီးကတာဖာနှအူကိုစစ်တပ်ကဖမ်းဆီးစစ်ဆေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းအနောက်ချမ်းပြည်မျိုးနယ်ပေါင်းတယ်လေမျိုးခွေရဲအုပ်စုချင်းယုတ်ကုန်းရွာကပြည်သူစစ်ကောင်ဆောင်ဦးလာမြင့်ကိုအမိမတိလူတစုကဖမ်းဆီးသွားတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။အော်တိုဘာလ6ရက်နေ့နဲ့နောက်ပိုင်းက ဝင်တင်စိတ်ကြေးရွာအနီးမှာမူလာမြင့်ကိုဖမ်းဆီးသွားကြတယ်လို့သိရပြီးဘယ်သူတွေကဖမ်းဆီးသွားတယ်ဆိုတာကိုတော့မသိရသေးပါဘူး။လာပြီးနေမနက်ကစေးကူသွားတော့အဖမ်းခံလိုက်ရတာသူကစေးထိုးတဲ့နေမြေတရင်စုံဆန်းရင်ပေါ့သူ့ကိုဖမ်းသွားတဲ့ဒီကမိလယ်ပိုင်းအိတ်စည်းကားတွေနဲ့ရဲတွေစစ်သားတွေဝင်တင်စိတ်ရွာကတားဖနှစ်ဦးကိုပေါင်းတလေရဲစခန်းကိုဖမ်းသွားတာအခုချိန်ထိပြန်မလို့သေးဘူးလို့ကြားတယ်။ဒီနေ့လဲပေါင်းတလေကနေစစ်သားတွေအများကြီးဝင်တင်စိတ်ရွာဘက်ကလာတယ်လို့ဒေတာကန်တအူကသတင်းဌာနကိုပြောပါတယ်။ အခုလိုဖမ်းဆီးမှုနဲ့ပတ်သက်ပြီးတော်လှန်ရေးတပ်ဖွဲ့တွေဘက်ကထုတ်ပြန်လာတာမျိုးတော့မရှိသေးပါဘူးခုသူဖမ်းပြီးသူတပတ်တွေပြည်သူစစ်တွေတော်တော်ကိုကြောက်နေကြတယ်အချို့ဆိုပြေးဖို့တောင်လုံနေကြတဲ့ကြတယ်ဒီနေ့လဲရသေးစိတ်ဖြေစစ်တပ်ကလူအင်အားအများကြီးနဲ့ဝင်တင်စိတ်ကိုသွားကြတဲ့ကြတယ်သူလူတွေကိုစိတ်တက်မြင့်တင်ပေးတဲ့သဘောပေါ်လို့ဒေတာကန်နောက်တဦးကလည်းပြောပါတယ်။ဦးလာမြင့်ဟောင်းပေါင်းတလေမှနာမည်ကြီးပြည်သူစစ်ကောင်းဆောင်တဦးဖြစ်ပြီးအစီရင်စစ်ပေါ်တာဆွဲတာဒေတာကန်လူငယ်တွေရဲ့စည်ရင်ပြုစုပြီးရဲစခန်းကိုပြေးပို့တာတွေကို သူနဲ့သူ့အဖွဲ့ကအဓိကလှုပ်ဆောင်နေကြတယ်လို့ဒေသခံတွေကပြောပါတယ်။ဆက်လက်ပြီးပောက်မြိုင်နဲ့မင်းတပ်မျိုးနယ်ရှိခြေရွာများကိုစစ်တပ်ကလေကြောင်းဖြင့်ပုံကျဲမှုပြည်သူ၅ဦးသေဆုံးမြေပြင်တွင်လည်းစစ်တောင်းထိုးနေသည့်စစ်တပ်ကပြည်သူ၁၁ဦးကိုဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းပောက်မြိုင်နယ်နဲ့မြိုင်မျိုးနယ်ရှိခြေရွာများကိုအကြံဖက်စစ်တပ်ကစစ်တပ်လေဒီဂျိုင်ရိုကော်ပရာတို့ဖြင့်ပုံကျဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူ၅ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိမှုများပြားကြောင်းပေါ့မြို့နယ်ပြည်သူ့ကောက်ွက်ရေးအဖွဲ့ထုတ်ပြန်ချက်နှင့်ဒေသခံပြည်သူများကသတင်းဌာနကိုပြောပါရယ်။ယနေ့အော်တိုဘာလ၈ရက်နေ့နနက်၁၀နာရီခန့်တွင်ပေါ့မြို့နယ်မြောက်ပိုင်းရှိကျေးရွာများကိုနာမခါမှတက်လာသောဂျိုင်းရိုကော့ပရာ၃စီးကား ၃ချိန်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းဖိုးပုံကျဲတိုက်ခိုက်မှုအတွင်ဘုံတလုံးသည်နေအိမ်ပေါ်ချရောက်ပေါက်ခွဲခဲ့ပြီးပြည်သူ့နှုတ်ဦးထေဆောင်ကကလိန်ငယ်တအူထိခိုက်ဒဏ်ရာရရှိခဲ့ပြီးအသက်အန္တရာယ်ဆိုရင်ရကြောင်းသိရပါတယ်။အလားတူယနေ့နနက်၁၀:၃၀မိနစ်ခန့်တွင်မြန်မြို့နယ်နှင့်ပေါင်မြို့နယ်အကြားရှိကြောက်ခွက်ရွာနှင့်မှန်ရင်ရွာအကြားရေနံမော်များကိုပခုတ်ကူတက်မှတရတက်မှတက်လာသော အကြံဖက်စစ်တပ်၏စစ်တပ်လေတီနှစ်စီးက ၃ချိန်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းထိုပုံကျဲတိုက်ခိုက်မှုအတွင်ရေနံမြေအလုတ်သမား၃ဦးကွဲချင်းပြီးတေဆုံခဲ့ပြီးပြည်သူ၅ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ထို့ပြင်အော်တိုဘာလ9ရက်နေ့ကလည်းပေါင်မြို့နယ်ကပါစာ24မှာထွက်လာသောအင်အား60ခန့်ပါစစ်ကြောင်းသည်ပေါင်မြို့နယ်တဲပင်ရေနံမော်ဒေတာကိုစစ်ကြောင်းထိုးပွင့်ရောက်လာပြီးရေနံမော်လုံနေသည့်ပြည်သူစစ်တပ်ဦးကိုဖမ်းဆီးသွားကြောင်းရင်းသူဖမ်းဆီးသွားပြီးနောက်ယနေ့အော်တိုဘာလ10ရက်နေ့တွင်ဖမ်းဆီးသူများကိုပြန်လွတ်ပေးခဲ့တော့လဲ ပြည်သူနှစ်ဦးမှတနတ်တန်ရမရွက်တွင်ဓာတန်ရအပါအဝင်ထိုးချိတ်ခံရသောတန်ရများရရှိခဲ့ကြောင်းသိရပါသည်စစ်ခွေးတွေကလေကြောင်းတိုက်ခိုက်တာတွေကတော့နေစဉ်ကိုလှုပ်ဆောင်နေတာပါပြည်သူတွေကလည်းဘေးလွတ်ရာကိုတိမ်းရှောင်နေရပြီးလေကြောင်းတိုက်ခိုက်တာတွေထပ်လုံလာမှာကိုစိုးရိမ်နေရပါတယ်ဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်လက်ရှိချိန်တွင်အချမ်းဖတ်စစ်တပ်သည်ပြည်သူများကိုပြစ်မှတ်ထားပြီး Y12, YA, Jet Fighter, Gyrocopter, Paramotor ရုံအမျိုးမျိုးဖြင့်လေကြောင်းတိုက်ခိုက်မှုများလက်နက်ကြီးဟောင်ဝစ်စာဖြင့်ရန်တပ်ပစ်ခတ်မှုများလှုံ့ဆော်နေခြင်းကြောင့်လေကြောင်းသတိစစ်ရေးအသည့်စစ်ရေးအသည့်ဖြင့်ဒီထိုင်ကြဖို့နှင့်တော်လန်ရေးအင်အားစုများကတိုက်တွန်းထားပါသည်။ချင်းပြည်နယ်မင်းတပ်မျိုးနယ်အတွင်ကျေးရွာနှစ်ရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ပုံကျက်တိုက်ခိုက်သွားကြောင်းဒေသခံပြည်သူများထံမှသိရပါသည်။ယနေ့အောက်တိုဘာလ10ရက်နေ့ည9နာရီခန့်တွင်မင်းတပ်မျိုးနယ်ထဲရှိကျေးရွာနှစ်ရွာကိုတရားဥပဒေတက်မှတက်လာသောအကြမ်းဖက်စစ်တပ်ဂျက်ဖိုက်တာနှစ်စီးကတိုက်ပွဲဖြစ်ပွားခြင်းရှိပေပုံကျက်တိုက်ခိုက်သွားကြောင်း ဘုံကျဲတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။